်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဆုံးပြန်သခင်ရဲ့ကြည်ရော့ကိုချီးမွမ်းပါတယ်တမန်မှုတနာနတ်ဆိုးဆိုတဲ့ကောင်းစင်နဲ့နှုတ်ကပတ်တော်ကိုဆင်ခြင်သွားခြင်းပါလေကျွန်တော်တို့လူအနေနဲ့တမန်မှုနဲ့ပတ်သက်ပြီးတော့မှ ထိန်ချုပ်နေနိုင်ပြီလို့ထင်သလားတရားကအသေးအမွှားစုံစမ်းမှုလေးပဲငါအตาလေးပဲကြော်လွားသွားနိုင်တယ်လို့ပြောနိုင်မလားဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့အတွင်းမှာရှိနေတဲ့တကယ်လေးနဲ့တဲ့အရာကိုကျွန်တော်တို့သိပါလိမ့်မယ်ကျွန်တော်တို့အနေနဲ့တမတ်မှုနဲ့ဝိညာဉ်ကိုထွက်သွားဖို့ကြိုးစားကြပေမဲ့တစုံတစ်ခုက ကျွန်တော်တို့ကို နောက်ပြန်ဆွဲခေါ်နေလိမ့်မယ် ကိုယ့်ရဲ့အတွေးတွေဆန္ဒတွေအဲ့ဒီအထဲမှာအဲ့ဒါတွေကကိုယ့်စီကို ရောက်လာယုံတင်တာမကသူတို့ကကိုယ့်ကိုစိုးမိုးနေတယ်ဘလောက်ပဲခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်နေပါစေတန်ကြိုးတွေနဲ့ချီနှောင်ထားပြုံးမှ မလွတ်မြောက်နိုင်တယ်လို့ခံစားရတယ်အဲ့ဒါကကျွန်တော်တို့ရဲ့လူစားတိပဲလားဒါမှမဟုတ်တခြားတစ်ခုပဲလားတမတ်မှုတဏ္ဏဆိုတာက ခံစားမှုပဲဖြစ်တယ်အဲ့ဒါဟာတကားပေါက်တစ်ခုလည်းဖြစ်တယ် လူတော်တော်များများတတိမထားမိတဲ့ထောင်ကျောက်တစ်ခုလည်းဖြစ်တယ်။နှုတ်ကပတ်တော်တမန်ကျမ်းစာကတော့ကျွန်တော်တို့ကိုတတိပေးထားပါတယ်။တချို့ကတော့လူရဲ့အာနေခြင်းနဲ့ခွန်အားအနည်းငယ်နဲ့ပဲယုံကံနေကြတယ်။ဒါပေမဲ့ဤဖက်အခန်းကြီး6အငယ်7နဲ့မှာကျွန်တော်တို့ကိုတတိပေးထားတာကအကြောင်းမူကားငါတို့သည်အသူ၏အသားရှိသောယန္တုတို့နှင့်ဆိုင်ပြိုင်တိုက်လံရကြသည်မဟုတ် အထွတ်အမြတ်တို့နဲ့၎င်းအာနာဆက်တို့နဲ့၎င်းလောကီမောင်မိုက်၌အစိုးတရားပြုလုပ်သောမင်းတို့နဲ့၎င်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နဲ့၎င်းဆိုင်ပြိုင်တိုက်လံရကြ၏လို့တတိပေးထားပါတယ်။ဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်တို့နားလည်နိုင်တာကတော့တချို့တိုက်ပွဲတွေဟာဝိညာဉ်ရေးရာတိုက်ပွဲပဲဖြစ်တယ်။တမက်ချင်းကတော့အသွေးအသားရှိတဲ့လူအနေနဲ့နှစ်ပေါင်းများစွာ ယုံကံနေကြရတဲ့အရာဖြစ်မယ်ဆိုရင်အဲ့ဒါကသူဤဆောင်မှုထက်ဆွဲလန်းမှုတစ်ခုလိုခံစားရမယ်ဆွဲလန်းမှုတစ်ခုလိုဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အကျင့်ဆိုးတစ်ခုထက်ပိုပြီးတော့ကြီးမားတဲ့အရာကိုဆက်ဆံနေရတာဖြစ်နေမယ်အဲ့ဒီမှာတက်မတ်တဲ့နှက်ဆိုးဆိုတဲ့အရာနဲ့ဆက်ဆံနေရပါလိမ့်မယ်ကျွန်တော်အနေနဲ့တမတ်မှုနှဆိုးဆွဲနေတဲ့လက္ခဏာတွေကိုဒီနေ့ဆင်ခြင်သွားခြင်းပါတယ် ပထမတစ်ခုက ထိမ့်မရတဲ့အတွေးတွေနဲ့တိုက်တွန်းမှုတွေပဲဖြစ်တယ်။အဲ့ဒီအတွေးတွေကိုတွန်းလှန်ဖို့ကြိုးစားနေရင် အတွေးတွေကဆက်တိုက်ပေါ်လာတယ်။သူတို့အကြောင်းမစင်စားပဲဂျန်တဲ့အချိန်တွေမှာလည်းစိတ်ထဲမှာအလိုလိုဆက်တိုက်ပေါ်လာတယ်။ဖယားကြောင်းတက်နေတဲ့အချိန်၊ကျန်းစာဖတ်နေတဲ့အချိန်၊မိသားစုနဲ့အချိန်ယူနေတဲ့အချိန်အဲ့ဒီအချိန်တွေမှာပေါ်လာနိုင်တယ်။ဒါကား တာမန်သွေးဆောင်မှုတစ်ခုလို့မဟုတ်ပဲနဲ့နှိမ့်ဆက်ညှင်းပန်းနေခြင်းဖြစ်တယ်။ဒီလိုတက်မဲ့ခြင်းခံစားနေရခြင်းကကျွန်တော်တို့စိတ်ကိုလွမ်းမိုးတဲ့အရာရန်သူကအလုလုနေပြီဆိုတဲ့လက္ခဏာဖြစ်တယ်။ယာကုပ်အခန်းကြီး၄အငယ်ခွန်မှာထို့ကြောင့်ဘုရားသခင်ဤအလိုတော်သို့လိုက်ကြလောမနက်ကိုစီတားကြလောတို့ပြုလင်သူသည်တင်တို့ထံကပြေးသွားလိမ့်မယ်လို့ဆိုထားပါတယ်။ နောက်ဒုတိယတကူကတတ်မှတ်တဲ့အကြောင်းအရာတွေကိုဆွဲလန်းခြင်းဖြစ်တယ်။ညဉ့်ညမ်းတဲ့ရုပ်ပုံတွေ၊စာပေတွေ၊ဆက်ဆောင်မှုရှိတဲ့လူမှုမီဒီယာ post တွေဒါမှမဟုတ်မသင့်လျော်တဲ့စာအုပ်တွေနဲ့ရုပ်ရှင်တွေကိုဆွဲလန်းနေတယ်လို့ခံစားရတယ်။ဒါကမကောင်းမှန်းသိပြီးတော့နောက်ဆုံးအကြိမ်ပဲလို့ကုကုကုပြောနေပေမဲ့ကျွန်တော်တို့အဲ့ဒီအရာကို အမြဲတမ်းပြန်ရောက်နေတတ်တယ်။အပြစ်ရှက်စရာနောင်တဆိုတာတန်တရာတစ်ခုလိုပဲဖြစ်နေတယ် နောက်တော့မကောင်းမှန်းသိပေမဲ့ထပ်ပြီးတော့မှလှုပ်ပြန်တယ်။မဿဲအခန်းကြီး6ငွေ24မှာအဘယ်သူများသခင်နှစ်ဦးအစီကို မခံနိုင်။သခင်တဦးကိုမုံ၍တဦးကို ချစ်မြည်။သခင်တဦးကိုမိခို၍တဦးကို မခန့်မညာပြုမြည်။သင်တို့သည်ဘုရားသခင်ဤအစီကို၎င်းလောကီစည်းစိမ်ဤအစီကို၎င်းမခံနိုင်ကြလို့ဆုထားတော်။တမတ်ချင်းအကြောင်းအရာတွေကိုဆွဲလန်းနေမယ်ဆိုရင် တမက်ချင်းတနာရဲ့ဂျုံဖြစ်မယ်တမက်ချင်းကသခင်ဖြစ်နေမယ်ကျွန်တော်တို့ဟာတမက်ဆရာအကြောင်းအရာတွေရဲ့ဂျုံဖြစ်နေတယ်လို့ခံစားရမယ်ဆိုရင်ဒါကအကျင့်ဆိုးတစ်ခုတင်သာမကပဲနဲ့တမက်ချင်းကျိုးနဲ့ချိန်အောင်ချင်းခံတာရတဲ့သူပဲဖြစ်တယ်နောက်တစ်ခုကညတိုင်းဝဉဉရေးရတိုက်ခိုက်မှုတွေနဲ့စိတ်အနောက်အရှက်ဖြစ်စေတဲ့အိမ်မက်တွေရှိနေသလားကိုမသိတဲ့သူတွေရဲ့ရုပ်ပုံတွေနဲ့ယဉ်နေမှု လိန်ဆက်ဆံနေတဲ့အတွေးတွေရှိနေသလားတစုံတစ်ခုကကျွန်တော်တို့ကိုထိမိနေသလိုမျိုးအရာထဲမှာထူးဆန်းတဲ့ခံစားချက်တွေကိုခံစားနေရသလားအတော်တော်များများကဒါကိုသဘောမပေါက်ကြပေမဲ့နှဆိုးဝိညာဉ်တွေကအိမ်မက်တွေကိုလွှမ်းမိုးနိုင်ပြီးတော့အရိကနေတဆင့်ဝိညာဉ်ရင်းရာပျက်စီးသွားစေတဲ့အထိဖြစ်သွားနိုင်ပါလေနိုးလာရင်စိတ်ပင်ပန်းပြီးတော့အပြစ်ရှိသလိုမျိုး အကျန်းဖက်နေတယ်လို့ခံစားနေရပြီဆိုရင်ဆုတောင်းရမယ့်အချိန်ရောက်နေပြီဖြစ်တယ်။တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး၁အငယ်ခွန်မှာပရောဖက်ကကြောက်တတ်တဲ့စိတ်ကိုမပေးဘူးချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်တကူပါတဲ့စိတ်ကိုပေးတာဖြစ်တဲ့အတွင်ဝိညာဉ်တိုက်ပွဲကိုပြန်တိုက်ဖို့အချိန်ပဲဖြစ်တယ်။နောက်တစ်ခုကပရောဖက်နဲ့မှန်ကန်တဲ့ဆက်ဆံရေးကိုတိဆောက်ဖို့အခက်အခဲရှိနေခြင်းပဲဖြစ်တယ်။ တာမန်မဟုတ်တဲ့လိန်ဆန္ဒကတကယ့်ချစ်ချင်းမေတ္တာနဲ့ကင်းကွာသွားစေတယ်။လူတွေကို စိတ်ဝိညာဉ်တွေလို့မမြင်ပဲနဲ့အတုံးချရမယ်ရုပ်ဝတ္ထုပစ္စည်းလို့မြင်လာစေပါတယ်။ကျွန်တော်ကိုယ်တိုင်စိတ်မနဲ့အချစ်ရေးတဲ့မှာစိတ်ဝိညာဉ်နဲ့ဆိုင်တဲ့ချိတ်ဆက်ဖို့အခက်အခဲရှိနေရင်အမြဲတမ်းမှန်ကန်မှုမရှိတဲ့ဆက်ဆံရေးအခြေအနေတွေတဲ့ကြာရောက်နေတတ်ရင်လက်မှတ်ထပ်ခင်တန်ရှင်းတဲ့အတွေးတွေရှိမနေရင် တမတ်မှုတဏှာနှက်ဆူနှောက်ရှက်ခြင်းရဲ့အကျိုးသက်ရောက်မှုတွေရောက်နေပြီဖြစ်တယ်။ယန္တုကကျွန်တော်ကိုဘလို့ဖြည့်ဆည်းရမလဲဆိုတာကို သိတယ်။ဘုရားသခင်အားဖြင့်မှန်ကန်တဲ့တန်ရှင်းတဲ့ဆက်ဆံရေးကခိုင်မာတဲ့အိမ်တော်ကြီးအတွက်အခြေခံပဲဖြစ်တယ်။ဒါကြောင့်ယန္တုကတကယ်စစ်မှန်တဲ့ချစ်ချင်းမေတ္တာတွေကိုရောက်မသွားနိုင်ခင်ကတည်းကဖြည့်ဆည်းဖို့ကြိုးစားပါတယ်။ကောရိန္သုဩဝါဒစာပရမစာအခန်းကြီး6အငယ်7မှာ မတရားသောမိထုံကိုကျင်ရှောင်ကြလော လူပြုတ်တတ်သောအခြားဒုစရိုက်ရှိသမျှတို့သည်ကိုပြင်း၌ရှိ၏မတရားသောမိထုံကို ပြုတ်တော်သူမူကားမိမိကိုယ်ကိုပင် ပြင်မာ၏လို့တတိပေးထားပါသည်ချစ်ချင်းနှင့်တဏှာတက်မတ်မှုကို ခွဲခြားနိုင်ဖို့ဉာဏ်ပညာနှင့်စိတ်တန့်ရှင်မှုရှိဖို့လိုအပ်ပါသည်ဘုရားသခင်ပေးတဲ့ချစ်ချင်းမေတ္တာအစစ်နဲ့ချစ်နိုင်ဖို့တက်မတ်မှုကိုဖယ်ရှားဖို့လိုပါသည် နောက်ဆုံးတစ်ခုကဘုရားသခင်နဲ့ဝေးကွာတယ်လို့ခံစားရခြင်းဖြစ်တယ်။အပြစ်ဆိုတာကလူတစ်ယောက်နဲ့ဘုရားသခင်ရဲ့ရှားမှာအကန့်အသတ်တစ်ခုအဖြစ်ဖန်တီးတတ်ပါတယ်။ဒါပေမဲ့ဒါကမကောင်းတဲ့ဝိညာဉ်တစ်ခုရဲ့ချုပ်ချယ်မှု demonic stronghold ဖြစ်လာတဲ့အခါဘုရားသခင်နဲ့ကွာဝေးနေမှုကိုနှီးမသွားနိုင်အောင်ဟန်တာထားခြင်းကို ခံစားရစေတတ်ပါတယ်။ကျွန်တော်တို့ဆုတောင်းဖို့အခက်အခဲဖြစ်နေပြီလား။ စုမတောင်းချင်တော့ဘူးလားဘုရားခင်နဲ့အချိန်ယူဖို့ခက်နေသလားစံစာဖတ်လို့စိတ်မရှိတော့ဘူးလားစိတ်အားထက်သန်မှုမရှိတော့ဘူးလားအဲ့ဒီလိုဖြစ်နေပြီဆိုရင်ဒါကရန်သူရဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်ကျွန်တော်တို့ကိုတမတ်မှုတဏှာနဲ့ဆိုးကတမတ်မှုတွေအထင်းမှာပိတ်လောင်ထားချင်တာဖြစ်တယ်ဘုရားသခင်စီကိုပြန်လဲဝင်ရောက်နိုင်တဲ့ဆန္ဒမရှိအောင်ဖန်တီးတာဖြစ်တယ်ဒါပေမဲ့ယောမအခန်းကြီး၈အငယ်၁မှာ ယုံကြည်သူဆိုတာကဘုရားသခင်ကယ်လွတ်တော်မူတဲ့အတွင်ယေရှုခရစ်မှာတည်နေတယ်ဒါကြောင့်ဇာတိပဂရိအတိုင်းမကျင့်မနဲ့ဝိညာဉ်ပဂရိအတိုင်းကျင့်တဲ့သူတွေဟာအပြစ်စင်ရင်ခြင်းနဲ့လွတ်ကြတယ်ယေရှုခရစ်အထံတော်မှာရှိနေတဲ့သူအတွက်ကတော့အပြစ်စင်ရင်ခြင်းနဲ့လွတ်ပြီဖြစ်တယ်တမတ်မှုတဏှာကကျွန်တော်ကိုဘုရားသခင်စီကိုမတော်နိုင်ဘူးလို့ခံစားသွားအောင်လုပ်နေခဲ့သလားဒါကမမှန်တဲ့အကြောင်းအရာပဲဖြစ်တယ် တခင်ယေရှုခရစ်တော်ဒီလောကကိုကြွလာတာက စာတန်ချီနှောင်ထားတဲ့သူတွေကိုလွတ်ဖို့အတွက်လာတာဖြစ်တယ်။ကျွန်တော်အသက်တာမှာအခုဆင်ခြင်တဲ့အချက်တွေတဲကတခုခုနဲ့ညှိနေတယ်ဆိုရင်အခုအဲ့ဒါကရှင်းထုတ်ရမယ့်အချိန်ဟာအခုအချိန်ပဲဖြစ်တယ်။တမတ်မှုတဏ္ဍာနဆိုးလက်ကနေလွတ်ဖို့အတွက်ပြုရမယ့်အရာကတော့ပထမဦးဆုံးဘုရားသခင်ကို ဝင်ချတောင်းပန်ပါ။ ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး၁ငယ်၉မှာပြောထားတယ်လို့ကိုအပြစ်တို့ကိုဖော်ပြတောင်းပန်မယ်ဆိုရင်ကျွန်တော်အပြစ်ကိုလွတ်ပြီးတော့ဒုစရရှိသမျှနဲ့ကင်းစင်သွားစေမှာဖြစ်တယ်လွတ်မြောက်ခြင်းအတွဲဆက်လက်ပြီးတော့ဆုတောင်းခြင်းအစာရှောင်ခြင်းဘုရားသခင်ရဲ့တမန်တော်နဲ့အညီဆက်လက်နေထိုင်ဖို့ပဲဖြစ်တယ်တမန်မှုတနာက ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့အလင်းတဲကိုရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့အပေါ်မှာစာတန်နဲ့ပတ်သက်တဲ့ဘာအာဏာတစ်ခုကမှမကြံတော့ပါဘူး။ဒါကြောင့်သူ့ရဲ့ချုပ်နှောင်မှုထဲမှာမနေပါနဲ့။ပရောဖက်ရဲ့မျက်မှောက်တော်ထဲမှာပဲနေပါ။ယန်သူကိုစန့်ကျင်မှာလွတ်လပ်တဲ့သူတယောက်အနေနဲ့လွတ်လပ်ခြင်းထဲမှာပဲကျင်လေပါ။ပရောဖက်ကကျွန်တော်တို့ကိုတန်ရှင်းမှုနဲ့ရည်ရွယ်ချက်တွေရှိပါလေ။ယန်သူက ကျွန်တော်တို့ရဲ့အနာဂတ်ကိုမလူယူသွားပါစေနဲ့။ ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းတမတ်မှုတဏှာနှဆိုးရဲ့ချုပ်ချယ်ထားမှုတွေကနေလွတ်မြောက်ပြီးတော့ဘုရားသခင်နဲ့အတူလွတ်လပ်ပျော်ရွှင်ဝမ်းမြောက်ငြိမ်သက်ခြင်းများနဲ့ပြည့်စုံနေကြပါစေအာမင်ဤကွာတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မြစ်တာပြည့်လို့ဆော့အပ်ပါသည်